ကမ္ဘာနိုင်ငံအသီးသီးကတီထွင်ထားတဲ့လူသားစေယုံများမင်္ဂလာပါကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစ်ဒီကနေ့မှာတော့ကျွန်တော်ကကမ္ဘာထိပ်သီးနိုင်ငံတွေရဲ့ဤပညာတိုးတက်မှုတွေအကြောင်းသိရအောင်လို့ဘௌဒ္ဓတအနေနဲ့လူသားစေယုံတီထွင်မှုအကြောင်းကိုပြောပြပေးသွားမှာပါကဲဒီတော့စေယုံတွေကိုစိတ်ဝင်စားတဲ့ပရိသတ်တို့အနေနဲ့လည်းကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ကြသေးဘူးဆိုရင်တော့ subscribe လုပ်သွားဖို့တောင်းဆိုလိုက်ပါရစ်အစင်းသင်းဖြစ်ပြီးဆိုရင်တော့ VPN လေးဖွင့်အစီအစဉ်လေးစလိုက်ရအောင်ပါအမေရိကန်ရဲ့လက်တဖက်စရုပ် အမေရိကန်အင်ဂျင်နီယာတယောက်ကတော့လူသားလက်နဲ့တူတဲ့စစ်ရုပ်လက်ကိုတီးထွင်ခဲ့ပြီးလူတယောက်ရဲ့လက်လိုပဲလှင်းမြန်းစွာလှုပ်ရှားနိုင်ခဲ့ပါတယ်။ဥပမာ table tennis ရိုက်တာတွေစစ်တူရင်ကစားနည်းနဲ့မြားပစ်ဂိမ်းလိုမျိုးတော့ကစားနိုင်ပါတယ်။အဲ့ဒီအပြင်ဒီစရုပ်လက်ဟာဘောလင်းပြစ်တာကိုပါကစားနိုင်ပါတယ်လက်တစ်ဖက်ကိုသာတီထွင်ထားပေမဲ့ဒီစရုပ်လက်ကစိတ်လှုပ်ရှားစရာကောင်းလောက်အောင်လူသားလက်နဲ့လည်းဆင်တူပါတယ် အခုလိုမျိုးလက်တပတ်တွေတည်ထွင်ထားတဲ့စည်းရုပ်ကတော့ကျွန်တော်ပြောခဲ့သလိုကစားနည်းတွေကစားတဲ့အခါအဖို့အဖြစ်ပို့ပြီးကစားပေးနိုင်ပါလိမ့်မယ်။ထိန်ချုပ်မှုစွမ်းအားလည်းပုံမကောင်းမှုပြီးလက်တပတ်တွေဖန်နှီးထားတာဖြစ်တဲ့အတွက်ကုန်ကြစီလေတက်တာမှုရှိပါတယ်။ဒီလက်တပတ်စည်းရုပ်ကလည်းလက်ချောင်း၅ချောင်းအထိပါဝင်ပြီးလက်ချောင်းထိပ်တွေမှာအာယုံကန်အင်္ဂါတွေတောင်ပါဝင်ပါတယ်။အဲဒီစည်းရုပ်လက်မှာအာယုံကန်အင်္ဂါကို၂၂စင်တီမီတာအထိအသုံးပြုထားပြီးအလေးချိန်က၁.၁ကီလိုဂရမ်သာလေးပါတယ်။ အဲ့ဒီလက်တစ်ချောင်းလုံးမှာအယူအဆစ်ပေါင်း20ပါဝင်ပြီးကောင်းမွန်စွာလှုပ်ရှားနိုင်တဲ့လက်တစ်ဖက်ဆက်ရုပ်လည်းဖြစ်ပါတယ်လူသားဆက်ရုပ်အခုအချိန်မှာတော့လူသားဆက်ရုပ်တွေကိုကမ္ဘာတဝက်နိုင်ငံတော်တော်များများမှာတီထွင်နေကြပြီဖြစ်ပါတယ်ဥရီဆက်ရုပ်ကုမ္ပဏီကအင်ဂျင်နီယာတွေကလည်းလူသားဆက်ရုပ်တွေကိုတီထွင်ပြခဲ့ပါသေးတယ်။ သူတို့ချပြခဲ့တဲ့စစ်ရုပ်တွေကလည်းအသည့်အစမ်းတွေကိုတင်ယူနိုင်လေးရှိပြီးအိမ်လုပ်ငန်းဆောင်တာတွေကိုလည်းလှုပ်ဆောင်နိုင်စွာရှိပါတယ်။အဲ့ဒီအပြင်လှုပ်ရှားမှုအသစ်တွေကိုလည်းအလိုလျောက်တင်ယူနိုင်စွာရှိပါတယ်။ဥပမာကွန်ပျူတာစာစီစာရိုက်အလုပ်နဲ့ပီယာနိုတီးရာတွေကိုလည်းတင်ယူနိုင်စွာရှိပါတယ်။လူသားစရုပ်တွေကိုခန္ဓာကိုယ်နဲ့ဥကောင်လှုပ်ရှားမှုတွေကနေ RGB ကင်မရာကိုအသုံးပြုပြီးဓာတ်ရိုက်တင်ယူနိုင်ဖို့လည်းပြုလုပ်ထားတာပါအဲဒီကင်မရာတွေကတစ်ဆင့်လူသားတွေရဲ့လှုပ်ရှားမှုတွေကိုဖမ်းယူပြီးခြေရခံနိုင်မှာဖြစ်ပါတယ် ဒေါ်လာ၁၀သန်းစူးချိမိမဲ့လူသားစရုပ်ပြပွဲကြီး Anna Avatar S Prize လို့ခေါ်တဲ့နည်းပညာပြပွဲကြီးကိုမကြသေးခင်ကမှဂျပန်နိုင်ငံမှာပြုလုပ်ခဲ့ပါတယ်။စူးချိအနည်းငယ်ကတော့ဒေါ်လာ၁၀သန်းချိမိခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွဲကြီးမှာတော့စရုပ်အမျိုးမျိုးဖွံ့ဖြိုးတိုးတက်လာပုံနဲ့တခြားနည်းပညာစုံတီထွင်တိုးတက်မှုတွေလည်းပါဝင်ခဲ့ပါတယ်။ဒီပြိုင်ပွဲကြီးမှာနိုင်ငံအသီးသီးကနည်းပညာအဖွဲ့ပေါင်းများစွာပါဝင်ခဲ့ကြတာပါ။ ပြိုင်ပွဲဝင်အသီးသီးကလည်းသူတို့ရဲ့နှီးပညာတွေကိုအဖက်ဖက်ကနေဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။အဲ့ဒီထဲမှာမှာ advertor ကတော့စိတ်ဝင်စားစရာကောင်းပြီးဖွေမြင့်မှုအားကောင်းတဲ့စက်ရုပ်ကော်မတီတစ်ခုပါ။ဒီကော်မတီဟာဂျပန်နိုင်ငံအခြေစိုက်ကော်မတီကြီးတစ်ခုဖြစ်ပြီးပြင်သစ်တခွဲခန့်တွေဖြစ်တဲ့ JRN နဲ့ IMM တို့မှစမ်းသပ်ပြုလုပ်နေတာဖြစ်ပါတယ်။အဲ့ဒီတခွဲခန့်တွေမှာပြုလုပ်နေတဲ့ဝန်ထမ်းတွေကတော့ပညာဗဟုသုတပေါ်ကျွယ်ဝပြီးလူသားစက်ရုပ်ပြုလုပ်ဖန်တီးခြင်းအတွေ့အကြုံနဲ့မြောင်များစွာရှိတဲ့သူတွေပါ။ သူတို့အဖွဲ့ကတော့သူတို့ရဲ့စစ်ရုပ်ဖန်တီးခြင်းအတွက် HRP4C လို့ခေါ်တဲ့စစ်ရုပ်အမျိုးအစားကိုဖန်တီးလိုက်ပါတယ်။အခုဗီဒီယိုထဲမှာမြင်တွေ့နေရတဲ့စစ်ရုပ်မာလီကိုတော့ Astit နဲ့အတူ Candle စစ်ရုပ်မှာပူးတွဲဖန်တီးဆောင်ရနေတာပါ။ HRP4C နဲ့ပြုလုပ်ထားတဲ့လူသားစစ်ရုပ်တွေကပို့ပြီးတော့လူသားဆံပါတယ်။အဲဒီလူသားစစ်ရုပ်ကကဘာပေါ်ကတခြားလူသားစစ်ရုပ်တွေထက်ပစ္စည်းတွေကိုပို့ပြီးကင်တွယ်နိုင်တယ်လို့မှတ်ဉာဏ်လဲပို့အောက်ကောင်းပါတယ်။ သူတို့တွေဟာလူတွေရဲ့မျက်နှာအမူအရာတွေထိတောင်မှတ်သားနိုင်ကြပါတယ်။ Asprite Avatar ပြိုင်ပွဲကြီးမှာတော့ဒေါ်လာ၁၀သန်းအနိုင်ရရှိသွားတဲ့ Niro အဖွဲ့ကတော့ကိုယ်ပိုင်အသိဉာဏ်စနစ်ကိုထည့်သွင်းထားပြီး VR Glass တွေနဲ့ပြုလုပ်ထားတဲ့စက်ရုပ်ကြောင်ပါ။သူတို့တွေဖန်တီးခဲ့တဲ့နီမာရိုစရုပ်တွေမှာလက်ချောင်း၅ချောင်းပါဝင်ထည့်သွင်းထားတာဖြစ်ပြီးစစ်တူရင်လိုဂဲမ်းတွေကိုတော့မှကစားနိုင်ပါတယ်။စရုပ်ရဲ့ဥကောင်ကို virtual ရဲ့ reality မျက်မှန်တွေကိုအသုံးပြုဖန်တီးထားတာပါ။ လလလလလှောက်ရှားနိုင်တဲ့စက်ရုပ်လက်တံတွေအပေါ်မှာတက်ဆင်ထားတာဖြစ်ပြီးစက်ရုပ်ရဲ့ပြင်ပအယိုးဖွဲ့စည်းကိုလည်းတည်တည်ကြကြတင်းတင်းကြကြဖွဲ့စည်းထားတာပါအဲ့ဒီအပြင်ဒီစက်ရုပ်ကတကပေါက်တွေကိုလည်းကိုယ်တိုင်ဖွဲ့နိုင်မှာဖြစ်ပြီးအလေးချိန်တွေလည်းခွဲခြားသိမြင်နိုင်မှာဖြစ်ပါသည်နောက်ပြီးဒီစက်ရုပ်ဟာ9မိနစ်စက္ကန့်50အတွင်းသူ့ရဲ့အဝေးရင်းကလုံးမှာပါဝင်တဲ့လုပ်ငန်းဆောင်တာ၁၀ချက်ကိုလည်းပြည့်မြောက်အောင်လှုပ်ဆောင်နိုင်စွာရှိပါသည်တိုကျိုတက္ကသိုလ်ကကားမောင်းတဲ့စရုပ် 2012ခုနှစ်တုန်းကတိုကျိုတက္ကသိုလ်က Toyota လျှက်စစ်ကားနဲ့ကိုယ်တိုင်မောင်းသူမဲ့စစ်ရုပ်တစ်ခုကိုတီထွင်ခဲ့ပါရီ။အဲဒါကြောင့်မလို့ဒီကားကိုသာဝယ်စီးမယ်ဆိုရင်တော့ကိုယ်တိုင်မောင်းစီရမလို့ပဲစစ်ရုပ်ရင်မောင်းကသာမောင်းနှင်ပေးမှာဖြစ်ပါရီ။2019ခုနှစ်တုန်းကသူသေသနာပညာရှင်တွေတီထွင်ထားတဲ့လူသားကြွက်သားစနစ်နဲ့အကန့်ညီဆုံးစနစ်တစ်ခုကိုအခုနောက်ပိုင်းမှာပြန်လည်ထည့်သွင်းထားပါရီ။အဲဒီရင်မောင်းစစ်ရုပ်မှာလည်းတာမန်လူတစ်ယောက်မှရှိတဲ့ခန္ဓာကိုယ်အလေးချိန်နဲ့အရာမကိုထည့်သွင်းထားတဲ့အတွက်လူသားတစ်ယောက်ရဲ့ခန္ဓာနဲ့အမတန်မှဆင်တူပါရီ။ နောက်ပြီးစစ်ရုပ်ကမျက်လုံးကိုလည်းလူသားမျက်လုံးလိုအနီးစပ်ဆုံးပုံရိပ်တွေဖမ်းယူနိုင်အောင်တီထွင်ထားတာပါဒီစစ်ရုပ်ကိုလေကျင်းရေးတွေလည်းပေးထားပြီးအာယုံခံကရိယာတစဉ်စီးရတိုင်းဘိန်းကိုလှည့်နိုင်ပြီး break ကိုလည်းကျွမ်းကျင်စွာအသုံးပြုနိုင်ပါတယ်အဲဒီစစ်ရုပ်ရင်မောင်းနေတဲ့မော်တော်ကားဟာလည်းကိုယ်ပိုင် wifi နဲ့ကိုယ်ပိုင် router တွေလည်းပါရှိပြီးစစ်ရုပ်ကိုဒါတွေကတစဉ်ပံ့ပိုးနေတာလည်းဖြစ်ပါတယ် ကာနဂီမဲလိုတက္ကသိုလ်ရဲ့တီထွင်မှုကာနဂီမဲလိုတက္ကသိုလ်ရဲ့စမ်းသပ်ခံမှာလေလူသားဆက်ရုပ်ပညာရပ်ကိုမျှဝေခဲ့မှုပါတယ်သူတို့ကတော့ ONI H2O ဆိုတဲ့လူသားဆက်ရုပ်ကိုတီထွင်ခဲ့တာဖြစ်ပါတယ်သူတို့တက္ကသိုလ်ကတော့အလိုလျောက်စနစ်နဲ့ဆက်သွယ်ရေးစနစ်ပါတယ်ခန္ဓာကိုယ်တစ်ခုလုံးပါတဲ့လူသားဆက်ရုပ်ကိုတီထွင်ခဲ့တာဖြစ်ပါတယ်ဒီဆက်ရုပ်ကလည်းတည်ယူနိုင်စွမ်းမြင်မာပြီးတော့ VR headset တွေကိုအသုံးပြုပြီးအတန်းနဲ့ညွှန်ကြားချက်တွေကိုလည်းလိုက်နာနိုင်ပါတယ်

တရုတ်နိုင်ငံကတော့နောက်ဆုံးပေါ်နည်းပညာတွေနဲ့စစ်ရုပ်ခွေကိုတီထွင်ထားပါတယ်အဲ့ဒီစစ်ရုပ်ခွေကဒေါ်လာ1600သာကျတဲ့မှာဖြစ်ပြီးဈေးချိုတဲ့စစ်ရုပ်အမျိုးအစားတွေမှာပါဝင်ပါတယ်ဒီခွေးစရုပ်ရဲ့အမြင်ကတော့40.6စင်တီမီတာမြင်ပါပြီး68.6စင်တီမီတာကိုအရှိရှိပါရယ်အလေးချိန်က15ကီလိုဂရမ်လေးတယ်လို့ဆိုပါရယ်ဒီခွေးစရုပ်မှာကင်မရာ flash light တွေနဲ့360ဒီဂရီလှည့်နိုင်တဲ့စင်ဆာတွေတောင်ပါပါရယ်နိုင်ပေါင်း8000ပါဝင်တဲ့ဘက်ထရီနဲ့ပြည့်လုံထားတာဖြစ်ပြီး ဒီစရုပ်ကလှေကားတွေကိုလည်းတက်ဆွမ်းနိုင်ပြီးကြောက်သားလန်းတွေကိုလည်းဖျက်သွားလာနိုင်ပါ रे ဟုတ်ကဲ့ပါကျွန်တော်ခုတင်ဆက်ပေးခဲ့တာတွေကတော့ကမ္ဘာနိုင်ငံအသီးသီးကတီထွင်ထားတဲ့လူသားစရုပ်တချို့ကိုစူးစီးတင်ဆက်ပေးခဲ့တာပါအခုတင်ဆက်ပေးတဲ့စရုပ်တွေနဲ့ပတ်သက်လို့ပရိသတ်တို့အနေနဲ့လည်းဒဇုံတစ်ခုမှတ်ချက်ပြုလို့မယ်ဆိုရင်တော့ comment မှာပါဝင်ဆွေးနွေးပြီးသွားလိုက်ပါအစည်းအဝေးလေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ